ဘလို့လူစားမျိုးလဲလို့ဆိုလို့ရှိရင်အကြောင်းမရှိရင်စကားမပြောတတ်အကြောင်းမရှိရင်စကားမပြောတတ်အကြောင်းရှိလို့ပြောပြီဆိုတဲ့အခါကျတော့ကသူကတဲ့တဲ့မှမှသေးသေးချာချာစဉ်းစားပြီးမှပြောတတ်ကဆိုတတ်လှုပ်တတ်ခိုင်တတ်ရှိတယ်ပြည်သူ့ဒုရေးပါတီကိုဖွဲ့ပါတယ်အဲ့ပြည်သူ့ဒုရေးပါတီဥက္ကဋ္ဌပြည်နဲ့သူတာဝန်ယူပါတယ်အဲ့ဒီခုနကထောင်ထဲမှာဆုံးသွားတဲ့လူတွေဟာရေဘူးအပြင်ပြောမယ်ဆိုရင်ဒါထောင်ကဒီတန်းကို ကြည့်နေလိုက်တာဘာမှဒီပီပီပြည်တံများခင်ဗျာစစ်ဆွေးရလက်ထက်တလျှောက်ထောင်တွင်းကြဆုံသွားခဲ့ရသူတွေအများပြားရှိခဲ့ပါတယ်အခုကတော့လွန်ခဲ့တဲ့22နှစ်ဖေဖော်ဝါရီလ16ရက်မှာကြဆုံခဲ့သူဥခင်မောင်မြင့်အကြောင်းပြောပြနေကြတာပါကျောင်းသားကောင်းဆောင်ပြည်သူ တိုးတက်ရေးပါတီဥက္ကဋ္ဌကိုကိုဂျွန်းပြန်တမ္မဏိနိုင်ငံရေးသမားလို့ကမွန်းတက်ခံခဲ့ရသူဦးခင်မောင်မြင့်ကို 1929ခုနှစ်ဒီဇင်ဘာလ17ရက်ကဒီရဲမြို့မှာအဖဦးရွှေလင်း အမိဒေါ်စာဦးတို့ကမွေးဖွားခဲ့ပါတယ်။သူ့ရဲ့ညီကတော့ကွယ်လွန်သူအစိုးရကိုတန်းလှိုင်ဖြစ်ပါတယ်။ တဲ့အခါကျရင်သူ့လုံပုံမန်းနဲ့ဟိုနင်းကိုကြည့်ရင်သူ့ guide site ကိုကြည့်လိုက်လို့ရှိရင်တော့လူကညစ်ကြဲပဲနော်တကယ်ညစ်ကြဲရဲ့လူထင်းရဒါပေမဲ့သူ့ပင်ကိုစိတ်ရင်ကအင်မတန်စိတ်ရင်ကောင်းတယ်အာအင်မတန်စိတ်ရင်ကောင်းတယ်စိတ်ရင်ကောင်းပြီးတော့လူတစ်ဖက်သားကိုကူညီခြင်းနဲ့စောင့်ရှောက်ခြင်းနဲ့နော်လူတစ်ဖက်သားတစ်ခုခုဖြစ်နေတယ်ဆိုလို့ရှိရင် तू ကအမြဲတမ်းနူးနူးညံ့ညံ့တိမ်တိမ်မွေ့မွေ့နဲ့အတက်လုပ်ပေးဖေဖော်ဝါရီလ16ရက်နေ့မှာအုပ်ခွင့်မောင်မြေဆုံးတော့ ဲ့တော့ဒီမှာအမတ်တရားဘာပြောခြင်းလဲဆိုအဲ့ဒီတုန်းကထောင်းမတော့ထောင်းဖို့လေးဒါဟုတ်လားတကယ်လို့ထောင်းမတယောက်ချင်းတောင်းရှိတယ်နှစ်ယောက်ချင်းတောင်းရှိတယ်ဆိုတာမျိုးကတော့ဟိုတိတ်ဒီမိုကရက်တစ်မဖြစ်ပါဘူးအဲ့လိုပြောရတာထောင်းမတော့ရှိတယ်လူတိုင်းမှာသူ့တောင်းနေသူရှိတာပဲသို့သောအထူးတည်းလေဒီမှာဟုတ်လားမမသားသားပေါ့ဒီမှာ recording လုပ်နေနေဆိုတဲ့ခါကျတော့အတိကံဒေါက်တာစိုးကြည်ဆိုတာရှိခရစ်ဆက်ဆက်မှာစိုးကြည်ဟာကိုတို့နိုင်ငံရေးသမားတွေနဲ့ပတ်သက်လို့လုံးဝ positive မဖြစ်ဘူးနော်တောင်းတောင်းဆိုလို့ရှိရင်ရှေ့တော်မပေးဘူးအဲ့လို ဒေါက်တာစုကြည်ဆိုတာကိုပြောပြန်မယ်အခုမော်ဝိမော်ဝိကဖီတည်တယ်မလားမော်ဝိကဖီအရှိကနေပြီးဝင်သွားတဲ့ခါကျတော့လမ်းလေးရှိလေမော်ဝိကဖီထိတ်ကလမ်းလေးထဲမှာရေကြော်စေးရှိတဲ့လမ်းလေးမှာအဲ့ဒီကနေပြီးတော့ဟုတ်လားရေကြော်မြောင်းကြီးလမ်းဆိုရရှိတယ်အဲ့ဒီမြောင်းကြီးလမ်းလည်းကောင်မဒေါက်တာစုကြည်နေတယ်ဟုတ်လားအဲ့တော့လုံးဝသူကုမပေးတာဥခင်မောင်မြင့်ကတော့ဆရာတို့နဲ့ဗမာတွေကစရင်းနှီးလဲဆိုတော့1969ခုနှစ်ကိုကိုကျွန်းပို့တော့ကကိုကိုကျွန်းမှာရင်းနှီးခဲ့တာ ဥက္ကမောမြင်းနဲ့အခုဒီမှာပတ်သက်မှုအများဆုံးမှာဆရာလည်းပါပါတယ်ကိုကိုကျွန်းပို့တော့ကလည်းသူကိုကိုကျွန်းကအဲ့ဒီဟိုကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်သူအဖြစ်နဲ့ပဲသူတာဝန်ယူခဲ့တယ်တာဝန်ယူကကိုကိုကျွန်းအစံကခံတိုက်ပွဲတွေမှာလည်းသူဥဆောင်ခဲ့ပါတယ်အဲ့တော့သူဟာအဲ့ဒီမှာကလေးကရန်သူပေါ့လေဒီစေအစိုးရနဲ့ပတ်သက်တဲ့ဟိုသဘောထားတွေကိုသူဟာ အရှိုးအရှိုးခုနေမဖြစ်ပါဘူး။ဘာလဲသဘောထားမှန်မှန်နဲ့ကိုစစ်ဆိုးရကိုသူစန့်ကျင်ခဲ့တယ်သူဖြစ်တယ်။စစ်ဆိုးရကလည်းကိုကူးညွန်ပို့တဲ့အထိနိုင်ငံသမားတွေကိုဖိနှိပ်ခဲ့တဲ့တွေ့ဥက္ကမောင်မြင့်တို့အပါဝင်ပေါ့လေခေါင်းဆောင်နဲ့လီဒီဘိုးမွန်တို့ကအဲ့ဒီမှာစံငက်ဆန်တွေတိုက်ပွဲတွေဝင်ပြီးတော့ကိုကူးညွန်စနစ်ကိုဖျက်သိမ်းခဲ့တာဖြစ်တယ်။စစ်ဆိုးရဆက်ဆက်ကဥက္ကမောင်မြင့် ဘူကမော်မြင့်ဟာ1946ခုနှစ်မှာရန်ကုန်တက္ကသိုလ်ကိုရောက်ရှိပညာသင်ခဲ့ပါတယ်။အဲဒီမှာ နိုင်ငံရေးစိတ်သက်တရေတီလာခဲ့တယ်လို့ပြောရမှာပါ။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဘာကတာများအဖွဲ့ချုပ်ရဲ့အမှုဆောင်1952-53ခုနှစ်တည်းမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတာကတာရဲ့အမှုဆောင်တွေဖြစ်လာခဲ့ပါတယ်။ဥက္ကမောင်မြင့်က ဒေဒေဇာတိနော်အခုသမီးဦးပေးတဲ့စောက်ထဲလဲရေးထားဒေဒေဇာတိပေါ့ဒေဒေရွာဒေဒေမြို့ပေါ်ကနေပြီးတော့ဆယ်မိုင်လောက်ဝေးတဲ့ရွာလေးတူပါရှိတယ်နော်ဒေဒေသဲကုန်းလေးလို့ခေါ်တယ်အဲ့ဒီဒေဒေသဲကုန်းလေးမှာဂျပန်ဒွန်လိုင်းရဆိုသခင်ဆိုးနဲ့ဘုံနေဝင်တယ်အဲ့ဒီဒေဒေသဲကုန်းလေးမှာရှိတယ်ဥက္ကမမင်းတို့အိမ်မှာနေတာ နော်တကယ်ပြောမယ်ဆိုဘုံနေဝင်တိုင်းနှစ်ပေါ့မြို့ကျုံမို့တိုင်းနှစ်ခေါ်တာပေါ့ဘုံနေဝင်ကမြို့ကျုံမို့တိုင်းနှစ်ဌာနကျုံမို့တကယ်ဆိုတော့ဒီပြည်လုံးဖက်ဆက်ပလာဖွဲ့ကျွေးဟဲ့လားနိုင်ငံကောင်းဆောင်ပေါ့ဘုံဆန့်စေကောင်းဆောင်ပေါ့အဲ့တော့ဥက္ကမောင်မင်းတို့အိမ်ကမြို့ပေါ်နေဆိုလို့ရှိရင်70မိုင်လောက်ဝေးတယ်အဲ့ဒီတော့ဆိုဥက္ကမောင်မင်းကတကယ်ဆိုနဲ့ဘုံနေဝင်ကမှစက်တန်းလုပ်နေတာဓာတ်တစ်ချက်နောက်တကအဲ့တော့တကယ်ဆိုနဲ့ဘုံနေဝင်ဒီမှာရှိတော့ဘုံနေဝင်ထားလိုက်တော့တကယ်ဆိုကတော့ဖက်ဆက်ပလာဖွဲ့ကျွေးကောင်းဆောင်ဖြစ်တော့ဒီပြည်လုံးနိုင်ငံရဲ့ပတ်သက်တဲ့ပေါ်လစီပညာဆိုတော့တကယ်ဆိုပြီးမှပြီးတာလေအဲ့တော့အဲ့လိုအမြင်သွားပေးနေတာဥက္ကမောင်မင်းပဲ အဲ့သူစက်တင်နေပဲရှိသူပြောပြတယ်။ तू ကငယ်ငယ်တုန်းကဆိုတော့ဟိုနည်းနည်းမဲမဲမဲကြည့်ကြည့်ဆိုတော့ဗောနော်။သူ့ကိုဟလာကလာကလာလို့ခေါ်ကြတယ်တဲ့။ तू အဲ့လိုသူကိုယ်တိုင်ကပြောပါတယ်။ကျွန်တော်ငယ်ငယ်အဲ့လိုခေါ်တာဗျ။ तू အဲ့ဒီစိန်ဘောတွေကွာ။ तू မိပါတည်းရဲ့နည်းနည်းခြောင်လဲပါတယ်။ဒီစစ်အစိုးကနာဝတနာဖအစိုးကတလျှောက်လုံးမှာဒီနှစ်ပတ်လည်နေ့ကိုလုတ်ခွင့်မပေးဘူး။ဘုံကြီးเจ้าမှာလုတ်ရင်ဘုံကြီးเจ้าမှာလိုက်ပိတ်တယ်။နော်။ ဒီပြင်အိမ်မှာလုပ်ရင်အိမ်မှာလိုက်ပိတ်တယ်လိုက်ပြီးချိန်ကြောက်တယ်ဒါပေမဲ့ဘဘတို့ကအဲ့ဒါကိုဖြစ်အောင်လုပ်ခဲ့နော်ကြိုဟန်ကြဗန်ဒီနေရာမှာပိတ်ထားတဲ့ဆိုဟိုဘက်မှာသွားလုပ်တာဖြစ်အောင်လုပ်ခဲ့ဘာကြောင့်လဲဆိုရယ်သူ့လူလူတယောက်ကိုအမှတ်တရအငြင်းတမ်းရှိနေစေခြင်းဒါကြောင့်မလို့အခုဒီနှစ်လည်းပဲနည်းနည်းပို့ပြီးတော့လုတ်ခွင့်ရလာတဲ့အခါမှာရလာတဲ့အလျောက်ဘဘတို့၃နှစ်ရှိပြီအလုံးနှမျိုးစရာကောင်းတဲ့နိုင်ငံကြီးသမားတယောက်ပဲ တနည်းပြောရင် तू ကဒေါ်လန်ကြီးသမားတယောက်လည်းဖြစ်တယ်။ तू ကအေးစိန်ထောင်ထဲကိုရောက်သွားတဲ့အချိန်မှာ तू နဲ့ကအေးစိန်ထောင်မှာဆိုရင်၃ချိန်ဆုံမှုပါတယ်။အဲ1969ခုနှစ်ကိုကူကျွန်းပိုးတဲ့ကိုကူကျွန်းချင်းထောင်မှာဆုံခဲ့တယ်။1980ရှစ်ခုနှစ်ဖမ်းတဲ့အခါမှာလည်းအယူကြီးတွေဖမ်းတဲ့အခါမှာလည်းအေးစိန်ထောင်မှာတခါဆုံခဲ့တယ်။အခုကာလကြတော့ ဥက္ကမောင်မြပါသွားပြီမဲ့ဆရာတို့ကတော့မပါခဲ့ဘူးပေါ့လေအဲ့တော့တိုင်းနေပါပဲနဲ့ဘ ഹു တွေပဲသူတို့အဖန်ခံရတယ်အဲ့တော့ဆရာကအဲ့ဒီဥက္ကမောင်မြကိုဘာကြောင့်လေးစားရတယ်လဲဆိုတော့ तू ကထောင်ထဲမှာယက်တည်တဲ့ဟာမှာ तू ကပြက်ပြက်သားသားယက်တည်တယ် तू ရဲ့နိုင်ငံယက်တည်ချက်ကို तू ဟာဟိုဒဇွန်းမှ तू အပဲ့မခံပါဘူးအဲ့တော့အဲ့ဒီလိုယက်တည်ချက်မှန်တဲ့အတွက်ဥက္ကမောင်မြကလေးစားစရာကောင်းတယ် ရှစ်လေးလုံးလူမှုအုံကြွမှုကြီးအပြီး1988ခုနှစ်နိုဝင်ဘာလမှာပြည်သူ့တိုးတက်ရေးပါတီကို ပြန်လည်ထူထောင်ခဲ့ပါတယ်။ဦးခင်မောင်မြင့်ကဥက္ကဋ္ဌတာဝန်ယူခဲ့ပြီးဦးလရွှေចောင်းသားခေါင်းဆောင်ဟောင်းကအထွေထွေအတွင်းရေးမှူးဖြစ်ပါတယ်။ဒါဥက္ကမောင်မြင့်တို့ကိုလိုအနေနဲ့ကြတာဥက္ကလာကြာဆုံးသွားတဲ့ဥက္ကမောင်မြင့်ပဲဖြစ်ကိုလိုပဲဖြစ်ဖြစ်ခက်တစ်ခက်မှာကိုလိုပြတ်တန်းနေတဲ့ခက်က တကယ်လိုဝဲချက်ကတိုင်းပြည်ပဲပါငင်းချိုင်းဖြစ်တယ်ဆိုငင်းချိုင်းကန်ရမယ်တမိုးစီဖြစ်တယ်ဆိုလည်းတမိုးစီကန်ရမယ်အဲ့ဒါကတော့ကိုမူရအခြေခံယုံကြည်မှုတော့မဆိုင်ဘူးကာလလိုက်တွေ့နိုင်တဲ့နိပြည့်လမ်းစဉ်တွေကိုမမကန်ကသဘောပေါက်နားလဲပြီးတော့လုံနိုင်မလို့အဲ့လိုမလုံနိုင်ဘူးဆိုရင်ဒီနိုင်ငံညီညွတ်ရေးဆိုတာလုံးလို့မရအောင်ဥမာဒေါ်စုအခုသူဒီလိုသွားခြင်းနေကိုတို့သူနဲ့လည်းစန်းကျင်ဘက်ကလမ်းသွားခြင်းနေဆိုရင်လုံးလုံးဟုတ်တော့ကြီးမဟုတ်တော့ကြီးသူကလူတို့ကိုစားပြုတာတယ်ဆိုကိုတို့ကလည်းဒီလူစုကိုတွားပြုတာဟာလိုအပ်ချက်ဖြစ်တယ်မှန်တယ်ဆိုကိုတို့သူတို့နဲ့ပူးပေါင်းဆောင်ရမယ် မကျင်တဲ့အားနဲ့ချက်ပြောတာတော့တပိုင်းပေါ့နော်ဆိုတော့အဲ့လိုရှိတယ်ရဥက္ကမောင်မင်းနဲ့ပတ်သက်လို့ရှင်ဒီလိုပါပဲဥက္ကမောင်မင်းရဲ့တကယ့်ယုံကြည်မှုကဘယ်လိုပဲဖြစ်စေအနေရောဒါမှမဟုတ်ဒီကံလာဟာလာတမိုးစီဝဲယုံကံမဲ့ကလာဖြစ်တဲ့အတွက်ဥက္ကမောင်မင်းဒါအောင်ဆုံးဆုံးဖြတ်ဖြတ်နေကိုလို့ခေါင်းဆောင်စီယုံပြီးတော့သူကိုယ်လည်းအသက်နဲ့ဆိုပြီးတော့တိုက်ပွဲဝင်သွားတာပဲအဲ့လိုရှိတယ်ဒီနေ့ဆိုရင်တော့ဥက္ကမောင်မင်းကြာဆုံးခဲ့တာ22နှစ်ရှိပါပြီဖေဖော်ဝါရီလ16ရက်ရောက်တိုင်းမှာလဲဥက္ကမောင်မင်းအတွက်အောင်းမေပွဲအခမ်းအနားကိုကျင်းပလေးရှိတာပါ တော့အင်းစိန်ထောင်ထဲမှာသူအခုသူကတီဗီယောဂါလည်းသူမှာရှိပါတယ်။နောက်တခြားသူအထွေထွေယောဂါတွေအများကြီးပဲအဲ့ထောင်ထဲမှာဟိုအငင်းခံရတယ်ပါတာပေါ့လေ။အဲ့တော့အဲ့ဒီအခုကြဆုံးသွားတာကလည်းယောဂါကိုဆေးမကုပေးနိုင်တာပဲ။အော်သူကြဆုံးသွားတဲ့အချိန်မှာဥက္ကမောမြတ်သူအလောင်းကိုအလံအုပ်ဖို့မှာခဲ့တယ်အဲ့လိုက။အလံအုပ်ဖို့ဒီအဲ့တော့ကြံတော်တင်ကြိုင်းပေါ့။ကြံတော်တင်ကြိုင်းရှိနေသေးတဲ့ကာလအဲ့တော့ ကြံတော်မှာအလံအုပ်ဖို့ဆိုပြီးသူတုတ္တရီပါတီအလံကိုကျွန်တော်လွှမ်းပေးပါတဲ့ကျွန်တော်ကြာကျွန်တော် အခြေအနေကမကောင်းတော့ဘူးဆိုတော့အင်းစိန်ဆေးရုံထုတ်ပြီးတော့သူကကုသပေးတယ်ကုသပေးမယ်လေအင်းစိန်ဆေးရုံမှာသူကုလို့မရတော့ဘူးနောက်ကဒီတဲ့စနစ်တကျကုပေးနိုင်တယ်ရန်ကုန်ဆေးရုံကြီးမှာတခြားကုပေးနိုင်ရင်ဟိုပျောက်နိုင်စရာအကြောင်းရှိပေမယ့်အဲ့လိုကုမပေးဘဲနဲ့အဲ့လိုနှင်းပန်းခဲ့တဲ့အတွက်သူကထောင်ထဲမှာကျသွားတယ်အကုန်လုံးကုမပေးတယ်အဲ့ဒီမှာဘလူတွေဆုံးသွားလဲဆိုတော့ အဲ့ဒါဥက္ကမောင်မီဆုံးသွားတယ်မန္တလေးတိုင်းကြီးဖြစ်တဲ့မုံရွာဥတွင်ရှိဆုံးသွားတယ်သူလည်းမန္တလေးဆောင်ကျောင်းသားသမဂ္ဂခေါင်းဆောင်အုပ်စုမျိုးဆက်တဲ့ပါတာပဲဥတွင်ရွှေဆုံးသွားတယ်နောက်သုံးခွကကိုလူနဲ့ခစ်ပြန်ကျောင်းသားခေါင်းဆောင်ဟောင်းတယောက်ပေါ့ကိုစိန်ဝင်းဆိုကိုကိုကျုံးမြာအမကိုစိန်ဝင်းဆုံးသွားတယ်နောက်တစ်ခါကိုသိန်းတင်ဆိုဆုံးနေတာ NLD တိုင်းစီနောက်တစ်ခါတင်မောင်းဝင်းဆုံးတယ်တင်မောင်းဝင်းဆိုတာဒါခရမ်း NLD အမှတ်ပေါ့အဲ့ဒီရဲ့ထဲမှာဆိုဒါကိုနဲ့တိုင်းပတ်သက်တဲ့တပင်ဆိုလို့ရှိရင်ဘုံမှုတော်ကဆုံးတယ်တနစ်တိုင်းဥမောင်ကိုဆိုတာ NLD ကဥမောင်ကိုဆုံးတယ်နောက်ထပ်ဟိုတိုင်းရှိသေးတယ် မန္တာဝေးဆိုတာဟာအစတုန်းက ABK ဝေါ်ပေါ့ဩဘာမက်ကင်အော်ဂနိုက်ဇင်းအဲ့ဒီ ABK ဝေါ်လည်းပါသွားတယ်အဲ့ဒါဒါကူမှန်းလို့ရတယ်ဆိုတော့ကိုအိစိန်တော်မှာရှင်းနေတယ်လို့အဲ့ဒီလိုပေါ့တော်တော်များများအဲ့ဒီပအောင်ချင်းမှာနိုင်ငံသားများတွေအထူးသဖြင့်အသက်ကြီးတဲ့လူတွေတော်တော်များများဆုံးရှုံးတယ်အဲ့တော့ဥက္ကမောင်မြေကြတော့ကိုကဘာဖြစ်လို့တချို့ဟာတွေပြောနိုင်လဲဆိုတော့ဥက္ကမောင်မြေကိုတိတ်ဆီးတဲ့ဖြစ်တယ်ဆိုပြီးတော့အပြင်ဆေးဥမောင်မြေပြဖို့ဆိုပြီးသူတို့အိစိန်ဆေးဥကြီးရုံးထုတ်တယ်ရုံးထုတ်တာနဲ့ကိုကိုဇနီးကအဲ့တော့သူထောင်မကြသေးဘူးဒါနဲ့သူသွားပြီးတော့ဥက္ကမောင်မြေတွေ့တယ် ဒါနဲ့ပုံမင်းမဆိုရင်ဥက္ကမောင်မင်းရဲ့နောက်ဆုံးအခြေအနေတွေဘာတွေပြောမယ်ဆိုရင်ဟုတ်လားတော်တော်ကိုသူစိတ်ထိခိုက်တယ်အဲသူဘာပြောလဲဆိုတော့အကွာတဲ့ငါရောက်တော့တဲ့ကြိလိုက်တဲ့ခါကျဥက္ကမောင်မင်းကတကယ်တမ်းကျတော့အယိုးနဲ့အဲ့ဒီဟိုအရင်ပဲရှိတော့တာလူကဘာမှမရှိတော့ဘူးတဲ့အဲ့ဒီမှာကူမတန်းလေးတွေမှာပါပါတယ်သူလည်းအဲ့လိုရေးတာဥက္ကမောင်မင်းကဘာပြောလဲဆိုတော့အဲ့ဒီမှာအပြင်ထုတ်လိုက်ပေါ့အပြင်မှာသေးကြပါဆိုလားအဲ့တော့ပြောတယ်ခင်မင်းငါ အထက်ကြမှာသိပြင်ငါအပြင်မှာမသိဘူးပေါ့အဲ့တော့ငါအထက်ပြန်ရောက်လို့မယ်ဆိုတော့ဥက္ကမောင်ကြီးအဲ့လိုပေါ်တယ်မျိုးရှိတာပေါ့နော်အဲ့လိုနဲ့ဥက္ကမောင်ကြီးအထက်ပြန်ရောက်ပြီးတော့ဥက္ကမောင်မင်းကိုလုံးဝဘန်ထရီမန်မှာမပေးနဲ့ဒီတိုင်းကိုပြစ်ထားလိုက်တာအဲ့လိုပြစ်ထားပြီးတော့သူ့ဇနီးပေါ်ဟလာဟိုတော့လည်းအမလုံနေတာပါပဲသူတို့တွေကြတော့ဒါနဲ့ဒေါ်တင်တင်ကိုခေါ်ပြီးတော့ အတဏ္ဍခဆန်တင်ဖို့ပေါ့အဲ့တော့ဥက္ကမောင်မေခေါ်ပြီးတင်းနေနေငါးနဲ့ပတ်သက်လို့နေမအဝင်ပြောနေနေအသာကနာဆက်တင်တာဘာမှမလုပ်တဲ့ဟုတ်တယ်မလားကိစ္စမရှိဘူးသူတို့ကကိုစိတ်ကူတာဘူးသူတို့မှတောင်းရှိတယ်ဘာမှအတဏ္ဍခနေကြမလို့အချင်းသားတယောက်ထောင်းထဲမှာစိတ်ကူခွင့်ကအလိုလိုရှိပေးရပဲပေါ့အဲ့တော့သူတို့ကူရမယ်သူတို့မကူလို့ရှိရင်လည်းသူတို့သမိုင်းငါသမိုင်းဆိုဥက္ကမောင်မေလုံးဝကူမပေးဘူးအဲ့ဒီခုနကထောင်းထဲမှာဆုံးသွားတဲ့လူတွေကရေဘူအားဖြင့်ပြောမယ်ဆိုရင်ဒါထောင်းကဒီတန်းကိုကြည့်နေလိုက်တာသူကဘယ်တုန်းကမှဒီအုတ် ိုးတဲ့အာဏာပိုင်တွေကိုအလျှော့မပေးခဲ့ဘူးသူတို့နဲ့ပတ်သက်တဲ့ခါမှာပြက်ပြက်သားသားဆက်ဆံခဲ့တဲ့တွေသူ့ကိုတမ္မဏိနိုင်ငံရေးသမားလို့ပြောကြတာဖြစ်ပါတယ် DBB ပြည်သက်များခင်ဗျာအခုကတော့လွန်ခဲ့တဲ့စစ်ဆိုးရလက်ထက်တစ်ချောင်းထောင်တွင်းကြဆုံးခဲ့ကြရသူအများပြားတဲ့ကလွန်ခဲ့တဲ့22နှစ်ဖေဖော်ဝါရီလ16ရက်ကြဆုံးခဲ့သူဦးခင်မောင်မြင့်အကြောင်း တင်ပြခဲ့တာဖြစ်ပါတယ်ကျွန်တော်မောင်တူပါ